င်းရဲ့ Mandali Vlog 3ကနေအားလုံးပြန်လည်ကြည့်ရှုလိုက်ပါရယ်။ KD နေဘယ်ရီသွားမလဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦး။ဒီနေ့ K ကမန္တလေးမဟာမြတ်မုနိဖျားကိုသွားဖူးဖို့အတွက်ကိုအခုရောက်နေပါပြီ။မဟာမြတ်မုနိဖျားကြီးမှာအခုထိငလင်းချောင်းမလို့ပျက်စီးထိခိုက်သွားတာတွေကိုပြုပြင်မွမ်းမံနေတော့ပေါ့နော်။ K ကဖျားတွေသွားဖူးရင်ဖျားပန်းလေးတော့အနည်းဆုံးကတ်လိုက်ရမှာစိတ်ထဲမှာကျဉ်းနက်သွားတယ်လို့ခံစားရရယ်။မန္တလေးမဟာမြတ်မုနိဖျားကြီးပါ ရင်ပြင်းတော်ပေါ်မှာလည်းညံနေစင်ထားတော့အထဲတည်းပတ်လို့မရဘူးအဲဒီခေါင်းလောင်းထိုးလို့ရတဲ့နာအဲဒီအနီးနားပတ်ဝန်းကျင်လောက်ပဲတွားလို့ရပါတယ်ပုံမှန်ဆိုရင်ကမဟာမြမှုရိပြာမှာလူတွေကအများနဲ့စီကားနေရပါတော့အခုတစ်ခေါက်ကပြုပြင်မုံမှန်နေတော့မှုလို့လားမသိဘူးလူလဲနည်းနည်းရှင်းနေရလို့ခံစားရရတယ် ဒါအပြင်ဘက်ကဖះဆောင်တန်းပေါ့နော်အဲ့မှာတော့စိုင်းနေဖွင့်ထားတာတွေပါရှိသေးတယ်ဖះကြီးအတွင်းနေရဆောင်တန်းအားဆိုရင်စိုင်းနေပိတ်ထားတော့စိုင်းနေမဖွင့်ကြသေးပါဘူးကိမနစ်တော့ဝါဆိုရင်အာယုံသွားဖူးပြတော့ဖះကြီးရဲ့မျက်နှာတက်တော်ရည်တွေပါလေလေရေတံမှုလေးနဲ့ထည့်ပေးထားရှိရဲအဲ့လိုမျိုးပြန်ယူသွားလို့ရတယ် ခုကမဟာမြတ်မုန်ိဖျားဝင်းထဲရာငားကံမှာငားစာကျူးပါမယ်။အဲ့ငားကံမှာငားစာကျူးရတာအရန်အားရရဲ့ငားကြီးတွေကလည်းအကြီးတွေပဲပြီးတော့အရန်စားကြရဲ့ငားစာလေးကအခုကျွေးလိုက်တဲ့ပုံတပုံဆိုရင်နှစ်ပေါင်းပေးရဲ့ပကံလေးနေဆိုရင်လေဘလောက်မှမကျွေးရမှာစိုးလို့ဆိုပြီးတော့ဒီပုံနဲ့ပဲကျွေးမယ်ဆိုပြီးရယူလိုက်တာ။ ဒါမဲ့လေအဲ့ဒီပုံကြီးတစ်ပုံးလုံးကလေဘလောက်မှမကြွေးလိုက်ရသလိုပဲပြီလားခဏလေးနဲ့လေကုံသွားတာပဲအင်းမော်လေးငါအကောင့်ရေအတွက်ကလည်းနဲတာမှမဟုတ်တာအများကြီးပဲခုကေရိုးကမန္တလေးကနေရန်ကုန်ပြည်စီမှုအတွက်ကိုအမြန်လမ်းမို့ရောက်နေပါပြီ135မိုင်ရောက်တော့ဒန်ကိုမှာစီဝင်ဖြည့်တယ်ပြီးတော့ကားခဏနားရင်းနဲ့အခရာမှာမုံလီဝင်စားပါမယ် ကျွန်တော်လေး full review လေးပေးလိုက်ပါအောင်မယ်ဒီအခရာလေးအဝတားနဲ့ကြာစံကျော်ရဲ့ကိစားတာပဲလိတ်ခုတ်ရယ်ပေါ့နော်နှစ်ခုလုံးအရသာအရန်ကိုကောင်းပါတယ်တတော်လေးကိုစားလို့ကောင်းတယ်အချာရဲ့စပစ်သီးစိမ့်နဲ့လှုပ်ထားတဲ့ဒီအေးလေးနဲ့ရမ်းတောက်လို့ကောင်းနေ။ Potato Corner က Cheese နဲ့ Barbecue Flavor နဲ့ကိတွက်မပါမဖြစ်။ခီးတော့ပြီဆိုရင်တော့မုတ်တေအပြည့်နဲ့ကားပေါ်မှာလိုက်ရရပဲကြိုက်တယ်။ ကင်းရဲ့ holiday လေးရလည်းပြီးဆုံးသွားပါပြီ။ကင်းရဲ့ခီးစဉ်တစ်ခုလုံးကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်။အားလုံးပဲ bye bye like and follow လေးလုပ်ခဲ့ပေးဖို့မေ့နေအောင်နော်။